ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တိဖို့တက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုယ်ွယ်သူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာရှိပါတယ်။ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုဆုံးမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြု ပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်သည့်ကိုယ်ွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှု အယူဝါဒရှင်းပြနိုင်ရှင် ပုခ္ခဟောပြောမှုစသော အမုံတရားအခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိသောဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရာတိုက်တွန်းလိုနာပြုပုဂ္ဂိုလ်များသည်မိမိသောဘာသာတည်တည်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှု အယူဝါဒရှင်းပြနိုင်ရှင်ပုတ်ခဟောပြောမှုစသောအမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိသောဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရာတိုက်မိုးကြောပေးနေတဲ့တတ္တဝါတွေဟာလူသားလူစားဖို့ဖရဲသခင်ကဖန်တဲ့တာတာဒါကြောင့်မို့လို့ မိုးကြောပေးနေတဲ့အကောင်တတ်ပြီးစားလို့အပြစ်မရှိဘူးဆိုရင်ဒီလိုဟောမယ်ဆိုရင်ပဏ္ဍိပန္တဆိုတဲ့အဓမ္မကိုဓမ္မလို့ဟောရမရောက်ပေဘူးလားရောက်တယ်နော်ဖယားသခင်အတွက်တတ္တဝါကိုလယ်လိပြီးတော့သွေးသားနဲ့ပူဇော်မယ်ပူဇော်လို့ရတယ်ပူဇော်ရင်ကောင်းမှုဖြစ်တယ်လို့ဟောရင်ရောပါဏာတိပါဒကိုကုသိုလ်လို့ဟောတာနဲ့မတူဘူးလား ေအာဓမကိုဓမ္မလို့ခေါ်တယ်ဆိုတာအဲ့ဒါမျိုးပြောတာเนาะဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တိဖို့သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုယ်ခွေသူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာတွေရှိပါတယ်ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်တွေအနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုဆုံးမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်သာသနာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်တည် ကိုယ်ွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြိုင်နိုင်ရှင်ပုတ်ခဟောပြောမှုစသော အမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိသောဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန်တိုက်တွန်းလိုမမရေ တွေးခေါ်မျှော်မြင်မှုမမယင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာဝအတိုင်းဖြစ်နေတာပါလို့ ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ရှုထင်းနေတာ။ဟုတ်ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တိဖို့တက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုယ်ခွေသူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာရီရှိပါတယ်။ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုဆုံးမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြုပုဂ္ဂိုလ်များသည့် မိမိတို့ဘာသာတည်သည့်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြနိုင်ရှင် ပုတ်ခဟောပြောမှုစသော အမုံတရားအခြေခံသည့်စကားများပြောဆို၍စည်းရုံးခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မန်ကန်သောကျမ်းစာလာအဆုံးအမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန် ဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါတယ်ဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တိဖို့သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကကိုယ်ခွေသူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာရှိပါတယ် ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုစုံမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြုပုဂ္ဂိုလ်များသည်မိမိသောဘာသာတည်သည့်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြနိုင်ရှင်ပုတ်ခဟောပြောမှုစသော အမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိသောဘာသာတရားရဲ့ မန်ကန်တော့ကျန်းစာလာအစုံမများဖြစ်လာရိုးရိုးသားသားသာသနာပြုကြရာတိုက်တွန်းလို့ခရစ်စတန်တမန်ကျန်းစာတွေဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးလိမ့်မယ် Jesus Christ ကမင်းကိုပားရိုက်လို့ရှိရင်ဟိုဘက်ပားကိုထိုးပေးပါဆိုတဲ့အစကားနော်ဒါတိခတ်မှုရဲ့အတိုင်းအတာတစ်ခုကိုဖော်ပြတာပဲဂေါရမမြတ်စွာဘုရားကျတော့ နော်ဘုရားပန်းကိုထိုးပေးပါလို့မပြောဘူးမြတ်စွာဘုရားကျတော့ဘလောက်ထိအောင် ပြောတော့ဆိုကကစုပမတုတ်တန်ကျတော့ဘယ်လိုပြောတော့ဆိုမင်းကိုတဲ့ယန္တူတွေကမင်းရဲ့ခန္ဓာကိုယ်လွှာကြီးနဲ့တိုက်ဖြတ်နေတောင်းအဲ့ဒီတိုက်ဖြတ်တဲ့အပေါ်မှာစိတ်ဆိုးမိလို့ရှင်ငါစကားမလိုက်နိုင်ရရောက်တယ်လို့ဒီလိုတော့ဟောတာကနော်ဒီလိုဆိုတာ ဒေါသကိုအဲ့ဒီလောက်ထိအောင်တိခံကိုမြတ်စွာဘုရားဟောခဲ့တာကကစုပမတုတ်တာပါဠိရိုက်ထားတော့ဘယ်နာမလဲနော်လွှတ်နဲ့တိုက်ထားတော့မှပဲဒီစိတ်မဆိုးအောင်လို့ဟောခဲ့တာမြတ်စွာဘုရားဒီလိုဆိုရင်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကဒီလောကရန်နဲ့ကြုံတွေ့လာလို့ကိုယ်ဆဲရေးတယ်ကဲ့ရဲ့ရှုပ်ချတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလိုက်နာဖို့ရည်ဟောတယ်အေးစိတ်မဆိုးနဲ့တဲ့နံပါတ်1ကစိတ်မဆိုးနဲ့ စိတ်ဆိုးနေလို့ရှိရင်စိတ်ဆိုးမှုကြောင့်ကိုယ်ပဲအနှောင့်အယှက်ဖြစ်မယ်စိတ်ဆိုးနေသည့်အတွက်ကြောင့်သူပြောတဲ့စကားအကောင်းလားအဆိုးလားဆိုတော့မင်းမသိနိုင်ဘူးတဲ့ဒါကြောင့်မလို့မဟုတ်ရင်မဟုတ်ဘူးလို့ပဲဖြစ်ရှင်းလို့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲပေါ့ချီးမွမ်းလို့ရှိရင်လည်းထို့တူပဲဝမ်းမတာနဲ့တဲ့ဝမ်းတာနေလို့ရှိရင်မင်းရဲ့တိုးတက်မှုလမ်းကြောင်းကိုကိုအဟုတ်ကြီးထင်သွားတတ်တယ်တဲ့ ဟုတ်တယ်ဆိုလို့ရှိရင်ဟုတ်တယ်ဝန်ခံပါတဲ့ဒါပဲမြတ်စွာဘုရားဟောတယ်နော်ချီးမွမ်းရင်လည်းဝမ်းမသာနဲ့ကဲ့ရဲ့ရှုပ်ကြရင်လည်းစိတ်မဆိုးနဲ့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့သစ္စာကိုစောင့်တည်ဖို့သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုယ်ခွေသူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာရှိပါတယ် ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စီရတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုဆုံးမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြုပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်တည်ကိုးကွယ်ယုံကြည်သူများကိုဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှုအယူဝါဒရှင်းပြိုင်နိုင်ရှင်ပုဂ္ဂဟောပြောမှုစသော အမုန်းတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့ မန်ကန်တော့ကျန်းစာလာအဆုံးမများဖြစ်လာရိုးရိုးသားသားသာသနာပြုကြရာတိုက်တွန်းလို့ဒီနဲ့မှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်နဲ့မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်နဲ့နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့ အဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကျင့်တတ်မှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူး သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒါလူတွေဖြစ်လာနိုင်နေပေါ့အေးဖြစ်လာနိုင်သေးတဲ့အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိုက်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်တယ် အဲ့တော့မကောင်းရင်တင်တတ်မှာပေါ့အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင် မဖန်ဆင်းဘူးဆိုပြီး ပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူး လူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိမ့်မယ်လူတွေမကောင်းလို့ဒီလူဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင်ကျင့်တတ်မှာမဟုတ်အဲ့ဒီမဲ့ချမ်းသာတဲ့လူတွေကကျင့်တတ်မှာဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်တတ်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲ ဲ့ဒီလိုတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကလက်ခံမှာမဟုတ်နိုင်ဘူးလူတိုင်းကကြီးညိုကြမှာမဟုတ်ဘူးသို့တော့ပြောလိုက်မယ်အာလူတွေမကောင်းလို့ဒီလိုဖြစ်ရတယ်လို့တော့အဖြေကထုတ်ချင်ထုတ်နေဘူးအဲ့တော့မကောင်းရင် ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တိဖို့သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုယ်ခွေသူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာတွေရှိပါတယ်။ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုဆုံးမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြု ပုဂ္ဂိုလ်များသည်မိမိတို့ဘာသာတည်တည်ကိုယ်ခွေယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှု အယူဝါဒရှင်းပြနိုင်ရှင် ပုတ်ခဟောပြောမှုစသော အမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာ ပြုကြရာတိုက်တွန်းလိုနာတဲ့လူတွေကကျင့်နဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင့်နဲ့နိုင်ဘူး သူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့ဒီလူတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကသာတဲ့လူတွေကကျင်းနဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကကျင်းနဲ့နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲ အဲ့လိုတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့်ဖန်ဆင်းရှင်ဆိုတာကိုလူတိုင်းကသာတဲ့လူတွေကကျင့်နဲ့မှဖြစ်တော့လဲဆင်းရဲတဲ့လူတွေကမကျင့်နိုင်ဘူးသူတို့တော့ချမ်းသာအောင်ဖန်ဆင်းတယ်ငါတို့ကျတော့ချမ်းသာအောင်မဖန်ဆင်းဘူးဆိုပြီးပြစ်တင်မှာပဲအဲ့လိုတွေဖြစ်လာနိုင်တယ်ပေါ့အေးဖြစ်လာနိုင်သည့်အတွက်ကြောင့် န်ဆင်းရှင်ဆိုတာကိုလူတိုင်းကမှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုမှန်မှရင်ရင်တွေးခေါ်မြုံမြင်မှုဆိုတာကတော့ဤလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူး ဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်ပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မမရင်ရင်တွေးခေါ်မျိုးမြင်မှုမမရင်ရင်တွေးခေါ်မျိုးမြင်မှုဆိုတာဘာလို့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူး ကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖယားသခင်ဖန်ဆန်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူ့တော်ဘဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ် ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တီးဖို့တက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကကိုးကွယ်သူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာရီရှိပါတယ်။ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုစုံမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။တာတနာပြုပုံကောများသည်မိမိတို့ဘာသာတည်တည်ကိုးကွယ်ယုံကြည်သူများကိုဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှု အယူဝါဒရှင်းပြနိုင်ရှင်ပုတ်ခဟောပြောမှုစသောအမုံတရားခြေခံသည့်စကားများပြောဆို၍စီယုံခြင်းမပြုဘဲမိမိသောဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရာတိုက်တွန်းလိုဘုန်းကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်း ဟာဒီမန္တလေးမှာပဲမှတ်မိသေးတယ်။မျက်စိအထူးကိုဆရာဝန်တယောက်ကိုပပြသူကဗုဒ္ဓဘာသာမဟုတ်ဘူးဘာသာခြားဘုန်းကြီးတို့ကငယ်သေးတော့ဘာသာတရားကြောင်းလဲကောင်းကောင်းမသိသေးဘူးပေါ့နော်။သူကဘာတွေပြောတော့ဆိုလောကမှာဖျားဆိုတာတဆူတည်းပဲရှိတယ်။သူပြောလို့တဲ့ဖျားကောဓမဗုဒ္ဓကပြောတာမဟုတ်ဘူး။ နော်ကဘာမှာဖះဆိုတာတဆူလည်းပဲရှိသူတို့ပြောကျင်တဲ့ဖះဘာလို့ဆိုခေါဆိုတဲ့ဖះပဲပေါ့အဲ့ဒီခေါဆိုတဲ့ဖះကို မြင်ဘူးတဲ့ပုံကလူမှမရှိဘူးနော်အဲ့ဒီဖះကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ဖះသခင်က ပြောတယ်ဖះသခင်ကပြောတယ်ကဲဖះသခင်ကပြောတာဘယ်သူကြားတယ်လဲလို့မေးလို့ရှိရင် ဘသူမှကြားတဲ့လူမရှိဘူးเนาะအစင်စင်ပြောလာတာနောက်ဆုံးမှဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်နဲ့ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတရားခံလက်တဲ့ရှာမရတဲ့ရှာမရတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲဘယ်တော့မှမဆုံးနိုင်တဲ့အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်ဘယ်သူမှသိတာမဟုတ်ဘူး ဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာဒါမျိုးမဟုတ်ဘူးလေလူသားတွေကတရားကျင့်ပြီးတော့ထူးထူးခြားခြားအသိဉာဏ်တွေရလို့မှန်ကန်တဲ့လင်းစင်တစ်ခုကိုချက်မှတ်ပြီးဒုက္ခအဆုံးသတ်ရေးကိုဟောပြောတာအဲ့တော့ယုံကြည်စိတ်ချရသူပြောတာလည်းမဟုတ်ကိုပြောတာလည်းမဟုတ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကအတိအကျဟောထားရှိတယ်လေ တယံအဘိညာသစ္စိကတဝါပဝေတိမိကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်လက်တွေ့ရှင်းသုံးပြီးတော့မှအတွေ့အကြုံတိုင်ခေါ်ပြောတာပါတဲ့အစင်လား tradition ကိုခေါ်ပြောတာလည်းမဟုတ်ဘူးစာအုပ်ထဲပါလို့ခေါ်တာလည်းမဟုတ်ဘူးစိတ်ကူးပြီးတော့အကြံရလို့ခေါ်တာလည်းမဟုတ်ဘူးတဲ့ ဟောတဆင်းစကားဘယ်တမန်ကပြောလို့ဆိုတာမျိုးလည်းမပါဘူးဒီထဲမှာเนาะအဲ့တော့လက်တွေ့ကျင့်သုံးနေညဇောဘုရားကိုယ်တိုင်ကိုယ်ကအမခန့်ချက်ပေးတယ်လေဒီတရားတွေဟာတဲ့ငါဟောတဲ့အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုရင်ပန်ဒိဋ္ဌိကောမင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုတာဒီတဲ့ကောင်းတဲ့ guarantee ပဲမှရှိမှာလေပေါ့ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရတယ်ဆိုတာ guarantee ရှိတာပဲပေါ့ အဲ့ဒါကြောင့်မို့ဒီသာသနာကို နေယာနိကသာသနာလို့ခေါ်တာအဲတခါတလေအတန်တူတာတွေခုခေတ်မှာတော်တော်များတယ်သူကလည်းသာသနာငါလည်းသာသနာသူကလည်းသာသနာရေးငါလည်းသာသနာရေးနော်သူကလည်းဖယားငါလည်းဖယားဖယားဆိုတာတူတူပါပဲလို့ပြောလို့လည်းပြောတယ်ဩဥပုသ်ဆောင်တယ်သူလည်းဥပုသ်ဆောင်တယ်ကိုလည်းဥပုသ်ဆောင်ဘုန်းကြီးတို့တွေတတိထားရမှာက အတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုသတိထားဖို့လိုတယ်ပေါ့အဲအတန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်သူကလည်းပရိစိတ်ပဲကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော့ပွားတယ်ကိုကလည်းဖရာကုံတော့ပွားဟောတေချာကြည့်ရင်တမမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားအမှန်တမ်းကွဲပြားချမ်းသာမှုတွေအခြေခံကွဲပြားချမ်းသာမှုမသိလို့ရှိရင် ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှိရင်ဒုက္ခတွေရောက်မယ်အဲ့တော့လုံးဝမတူအနှစ်သာရပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္ဆောင်းနာလေးတစ်ခုပဲကြည့်လေဥပုသ္ဆောင်းနာလေးပဲတစ်ခုကြည့်ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ္ဆောင်းခြင်းအတိတ်ပဲဆိုတာအရင်ကဟောထားဘူးလေအဲ့ဒီဥပုသ္ဆောင်းနေဆိုတာကောက အမတမကွာချတယ်ဘုရားဘာသာတွေဥပုသ်ဆောင်နေဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အဓိပ္ပာယ်ရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ်အစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပုသ်လို့ထင်းနေတာနော်ခိုးစားနေဘလို့လို့အဲ့တော့ညနေစာလေးဥပုသ်မစားတာကိုဥပုသ်ခေါ်တာမဟုတ်ဘူးနော် ကိုဆောက်တည်ထားတဲ့ကိုခြင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိဋ္ဌန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်မယ်ဆိုတဲ့အဲ့ဒီရှောင်ကျင်တဲ့အချက်တွေကိုလိုက်ကြည့်၈ပါးသီလဥပုံဆောင်ထားတယ်ဆိုတော့လိုက်ကြည့်ဒီကနေ့သူများတဲ့တချင်းမှရှောင်မယ်သူများဥစ္စာခိုးခြင်းမှရှောင်မယ်မမြတ်သောမေရုံခြင်းမှရှောင်မယ်ဆိုတဲ့ ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ယန္နာပုဂ္ဂိုလ်တွေကျင့်နေအကျင့်နေတာတွေကတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ယန္နာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရတလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လဲတတလုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မွန်မြတ်တယ်လေအေးအစာငတ်ခံရုံတက်တဲ့ဥပုသ္စောင်းတာမဟုတ်ဘူး အစာမစားဘူးဆိုတာဟာဘုရားဘာသာတွေအစာမစားဘူးဆိုတာအငတ်ခန္ဓာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာ၁၂နှစ်ဟိုဘက် မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူးအလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်လုပ်နိုင်တယ် ဩတရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းရစ်လို့အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရအဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့အဲ့တော့မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မလို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိကသာသနာလို့ခေါ်တယ် လုပ်ရင်လုပ်တဲ့အတိုင်းဖြစ်တဲ့သာသနာအဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးဘူးသူတို့မှလည်းဖျားရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလား เอตุลาလို့ဆိုရင်အလွန်กว่าช้าတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှပြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲလို့လဲတူတူပါပဲလို့ပြော ဒီနိုင်ငံတွင်းမှာနေပြီးဒီနိုင်ငံရဲ့တစ္ဆာကိုစောင့်တီးဖို့တက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက ကိုးကွယ်သူတွေလိုက်နာဖို့တိုက်တွန်းဖို့လိုအပ်နေတယ်လို့တင်ပြလာတာတွေရှိပါတယ်။ဘာသာတစ်ခုချင်းစီရဲ့ဥဆောင်စရာတော်ရဲ့အနေနဲ့ငြိမ်းချမ်းရေးကိုဥတည်နိုင်ဖို့အထူးဂရုပြုစုံမဖို့တိုက်တွန်းခဲ့တာတွေလည်းရှိပါတယ်။သာသနာပြု ပုဂ္ဂိုလ်များသည်မိမိသောဘာသာတည်တည်ကိုးကွယ်ယုံကြည်သူများကို ဟောကြားရ၌လူမျိုးနှင့်အသားအရောင်ခွဲခြားမှု အယူဝါဒရှင်းပြနိုင်ရှင် ပုတ်ခဟောပြောမှုစသော အမုံတရားခြေခံသည့်စကားများ ပြောဆို၍စီယုံခြင်းမပြုဘဲမိမိတို့ဘာသာတရားရဲ့မံကံသောကျမ်းစာလာအဆုံးမများဖြင့်သာရိုးရိုးသားသားသာသနာပြုကြရန်တိုက်တွန်းလိုမမရေရေပေးခေါ်မြုံမြင်မှု မမရေရေတွေးခေါ်မြုံမြင်မှုဆိုတာကတော့အေလောကမှာ ကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လည်းကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လည်းအကုသိုလ်မဖြစ်ပါဘူးဖရာသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလုပ်လို့ဘာမှမဖြစ်ပါဘူးသူတော်ဘာအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ရှုထင်းနေတာ ဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါလေဘုဒ္ဓကဒီလိုပိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနေလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေကများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်